အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ်သက်တွေအားလုံးမင်္ဂလာပါ Liverpool အသင်းကတော့ဒါသူတို့အသင်းရဲ့အရေးပါတဲ့ကစားမ3ယောက်ကိုနွေရာသီအစောပိုင်းအတွက်ခေါ်ယူခဲ့ပြီးမှတော့သူတို့ရဲ့နောက်ထပ် Transfer Policy ကိုသူတို့စပြီးလှုပ်ဆောင်ဟိုကလပ်ကဒီရာသီနွေရာသီပြောင်းရွှေ့မှာ aggressive sun နဲ့ transfer အပြောင်းရွှေ့တွေကိုလုပ်တယ် try alexander အားလုံးထွက်တာနဲ့ ်ကော်နာဘရက်လီကိုသူတို့တတ်တန်းတိုးတယ်ဒါပေမဲ့အိုက်ထက်ပူပြီးတော့ quality ပူကောင်းနိုင်မဲ့ဂျယ်ရမီဖရင်ပေါင်ကိုယူရို35တန်းနဲ့လီဗာပူးကတရားဝင်ခေါ်တယ်အိုက်နောက်မှာပဲဂျာမန်စူပါစတာဖြစ်တဲ့ဖိုရီယန်ဘတ်ကိုကလပ်ဆန်ချိန်တွင်ယူရို136တန်းနဲ့ပေါင်အားဖြင့်136တန်းနဲ့လီဗာပူးကခေါ်လိုက်တယ်ဒီစားမကတော့တန်းတရားနဲ့ပြောင်းရွှေ့ဖြစ်တဲ့တော့ဒါရက်တပတ်အနေငယ်ကြာခဲ့ပြီးတော့မှ လီဗာပူးအသင်းကသူ့ကိုနောက်ဆုံးမှတရားဝင်ခေါ်ယူဖို့သဘောတူညီမှုရရှိတယ်။အဲ့နောက်ကနေသူတို့ဘက်ကအခုမီလော့ခါကစ်ကိုပါထပ်ပြီးသဘောတူညီမှုရပြီ။ဆိုတော့အခုလက်ရှိမှာတော့ဘုံမောက်အသင်းရဲ့ဘယ်နောက်ခံကစားမှကကလပ်ကထွက်ဖို့လေဆုံးဖြတ်ထားတယ်။လီဗာပူးအသင်းကသူ့ကိုခေါ်ယူဖို့လေသဘောတူညီမှုရရှိထားပြီးပြောင်းရွှေ့ကြီးကတော့ပေါင်42တန်းကနေ44တန်းတိရှိပြီးတော့ လက်ရှိမှာတော့ဒီစားမကလည်းဒါလီဗာပူးရဲ့ကစားမတင်ဖြစ်ပြီဆိုတော့ Jeremy Frimpong ရဲ့ Florian Vaz နဲ့တစ်ပတ်ကဒါ Milos Kakit တို့၃ယောက်အတွက်လီဗာပူးကတန်တရာ90လောက်နီးပါး၃ရတယ်အဲ့နေရာမှာလီဗာပူးအသင်းဘက်က Michael Edward ပေါ့လေလက်ရှိ CEO ဖြစ်သူကဘာပြောလဲဆိုတော့ club ရဲ့ transfer window ပြီးဆုံးသွားခြင်းမရှိသေးကြောင်းနဲ့ နောက်ထပ်ဆိုင်းနေလို့ကိုဆိုင်းနေတွေကိုလိုအပ်တဲ့နေရာတွေကိုအားဖြည့်သွားမယ်ဆိုပြီးသူတို့ဘက်ကကြေညာခဲ့တယ်ဆိုတော့ဒီကြေညာမှုမှာ Telegraph မှာပေါ်ပြထားပြီးတော့ Liverpool အနေနဲ့ကစားမတော့တေချာပေါက်ရောင်းရမယ်ရောင်းတဲ့ရောင်းထိုက်တဲ့ကစားမတွေကို ရောင်းထုတ်ပြီးရင်တော့သူတို့အနေနဲ့ transfer window ကို နောက်ထပ်ကစားမတယောက်ခေါ်ယူပြီးကစားမဆိုတဲ့ big name player တယောက်ခေါ်ယူပြီးအဆုံးသတ်မယ်လို့ဆိုထားတယ်ဆိုတော့အခုလောလောဆယ်နေထားရ ကျွန်တော်တို့အခုဒါလီဗာပူးအသင်းကရောက်မဲ့ကစားမားတွေရောက်မဲ့ကစားမားတွေမှာဒါဝင်းနူးညက်တေချာပေါက်ရောက်မဲ့ဒီချိန်ထဲမှာပဲကော့စတက်ဆီမစ်ကကအစောပိုင်းတော့ကထွက်ပို့လုံနေပေမဲ့အခုလောလောဆယ်မှာဒါဘယ်လိုပြောမလဲအန်တီရော်ဘင်ဆန်ကထွက်ပို့များပြီအာဒရတီကိုမတ်တွေ့ကသူ့ကိုတော်တော်လေးသဘောကျတယ်ပြောင်းရွှေ့ခြင်းကတော့အခုလောလောဆယ်မှာလီဗာပူးကယူရို15တန်းလောက်ထိတင်းခံထားပေမဲ့အာဒရတီကိုမတ်တွေ့ကယူရို9တန်းနဲ့ ကန်းထားပြီးတော့သူ့ကိုချိုးပန်းနေရှိတယ်။အဲဒီချိန်ထဲမှာပဲလီဗာပူးအသင်းကကစားမရိကိုများစွာရောင်းချရမယ်။ဘာကြောင့်ရောင်းအောင်လဲဆိုတဲ့အဓိကအချက်ကကစားမအချို့ရောင်းချရမယ်။ကစားမအချို့ထွက်ခွာခွင့်ပေးမှာပဲ။သူတို့တို့ရဲ့ကလပ်မှာစပေးရှိမယ်။ကလပ်မှာကလပ်ရဲ့ financial အရရောအပြောင်းလဲဖြစ်မယ်အချိန်မှာဒါလီဗာပူးအသင်းဘက်ကအခုလောလောဆယ်အနေထားရဒါလက်ရှိမှာဒါအထွက်တွေထုတ်မယ်။ ဒါဝင်းနူးညက်တရားပေါင်းထုတ်မယ်ဟာဗီအလီစင်းထဲမှာထဲထားတဲ့တစ်ချိန်ထဲမှာပဲ right back ကကွန်ဆာကလည်းအတန်လေးတောက်လျှောက်ထွက်နေတယ်တစ်ချိန်ထဲမှာဖက်ဒရီကိုခီယေးစာအပါဝင်အပြောင်းလဲတယ်ဆော့ဘိုင်းတော့ကတော့လူးစ်ဒီအက်စ်ကအပြောင်းရွှေ့ဖြစ်လာနိုင်တယ်လို့ဆိုထားပေမဲ့ဘာဆိုနာကလူးစ်ဒီအက်စ်ကိုညင်းထားတယ်လက်ရှိမှာလီဗာပူးအသင်းကဘယ်လိုပြောမလဲဆိုတော့နောက်ထပ်မာကီဆိုင်းနဲ့အဲ့ဒါဆိုရင်တော့တေချာတယ်အထောင်တိုက်စစ်မှုနဲ့ဒါတေချာပေါက်တိုက်စစ်မှုတို့သူတို့တေချာပေါက်ခေါ်မယ် ဆိုတော့ခေါ်ကြတိုက်စစ်မှုတွေသူတို့အများကြီးစောင့်ထားပြီးတော့မှအခုလောလောဆယ်မှာလီဗာပူးကဆာဟွန်တန်နဲ့တန်းစင်းသွားတဲ့တောင်ပန်ကစားမှာထိုင်လာဒင်ပလင်းကိုတော်တော်လေးသဘောကျတယ်အသက်20ပဲရှိတဲ့အိုက်ချာတိတ်လေးကိုလက်ရှိမှာချယ်ဆီတို့မန်ချက်စတာယူနိုက်တက်တို့နယူကာဆယ်ယူနိုက်တက်အသင်းတွေကစိတ်ဝင်စားတဲ့အချိန်မှာဒါအခုလောလောဆယ်နေထားရလီဗာပူးအသင်းကလည်းခေါ်ဖို့လုပ်နေတယ်လီဗာပူးရဲ့ first strike က center forward ဖြစ်မယ်ပြီးတော့မှ Tyler Devlin အပါဝင်အခြားကစားသမားတွေကိုအားဖြည့်မှုရှိတယ်ဆိုတော့လာမ၃ယောက်ခေါ်ပြီးတယ် Florian Vars ရဲ့ Jeremy Frimpong ရဲ့ Miles Kiko ပြီးတော့ဒါသူတို့လိုချင်တဲ့ဒါဒါအခြေအနေတွေအားလုံးကိုရရှိခဲ့ပြီးနောက် Liverpool အသင်းအနေနဲ့နောက်ထပ် Marquee signing ကိုကစားသမားရောင်းချပြီးမှပြုလုပ်မှာဖြစ်တယ်ဘသူရောက်လာနိုင်လဲ Tyler Dibley ဆိုရောဘလို့မြင်လဲတိုက်စစ်ပိုင်းကရောတခြားဘယ်တိုက်စစ်မှုလိုချင်ကြလဲကိုမမဝေယမချက်ပြကြပါလို့ကြည့်ကြပါလား